အဖေ့စကင်ဖာ YouTube channel ကနေပြန်လဲကြိုဆိုပါရယ်ကျွန်တော်ပုံမှန်မြဝေတင်ဆက်ပေးနေရဲ့စာဟုတ်ဆောင်အစီအစဉ်ကနေပြီးတော့ဒါဒီနေ့မှာလဲစီမံခန့်ခွဲမှုအကျက်တဲကြောင့်မှာဒီဒေါ်လာလားဒိုလာလားဆိုရဲ topic နဲ့ကျွန်တော်မြဝေတင်ဆက်มาပါအဲ့ဒေါ်လာလားဒိုလာလားတဲ့ American dollar ကို dollar လို့ရေးရမှာ ပြောင်မြောက်ပြောင်းလို့ပြင်အပြောင်းအပြောင်းပြက်လို့လို့ပြင်ရေးကြရဲတဲ့ဒေါ်လာဟုရေးရမှာဒေါ်လာဆိုပြီးအပြောင်းပြက်လို့ပြင်ပြီးတော့မှရေးကြရဲဒေါ်လာကတော့အမေရိကန်ဒေါ်လာဖြစ်လာပြီးတော့ဒေါ်လာကြီးကတော့1နဲ့ပူဆွေးစရာ ဆိုပြီးတော့အနက်ဒိတ်ပဲထွက်ပါတယ်ဒေါ်လာရဲ့အခြေအနေက1နဲ့ပူဆွေးစရာဆိုပြီးတော့ပြောချင်ပုံရပါတယ်ပြောစရာကလည်းဖြစ်နေရအောင်အမေရိကန်ဒေါ်လာတန်ဖိုးကြီးကျနေတယ်ငွေတန်ဖိုးကလည်း အတက်အကျရှိစမြဲဖြစ်၍ဘာတန်ဘူးဖြစ်နေလဲဘာဖြစ်နေလဲဆိုတာဘာစမ်းနေဆိုတာမျိုးလူတွေကထင်ကြရပေါ့ဘာများစမ်းလို့လဲဆိုတာဟာမျိုးပေါ့တိုးတော့အများကဒါဒီလိုမျိုးမထင်ကြဘူးဒေါ်လာတန်ဖိုးကြာစင်းဖို့ဟာအလွန်ထူးဆန်းနေတယ်ဒေါ်လာတန်ဖိုးကြာစင်းခြင်းကအမေရိကန်ရဲ့ဒီရှုပ်ထွေးရဲ့ကမ္ဘာဗန်နာကြီးစနစ်ကိုစီမံခန့်ခွဲမှုတွေဒီလိုစီမံခန့်ခွဲတိုင်စွမ်းနေမရှိတော့တာအကြောင်း ဖြစ်တယ်လို့လည်းပြလာတယ်။ United State ကနေပြီးတော့ဘေးကင်းထုတ်ခြင်းဖြစ်လာတယ်။ American တူးချင်းတရား American အစိုးရနဲ့ American ဗဟိုဘဏ်ဒါတွေဗဟိုဘဏ်တို့ကနေပြီးတော့စီမံခန့်ခွဲနိုင်မှုအရေးချင်းတို့စစ်ဆေးရတော့မယ်ဆိုပြီးတော့ဒီလိုစစ်ဆေးဖို့လည်းပြီးစီးပါပြီတဲ့။စီရင်ချက်လည်းချမှတ်လိုက်ကြပါပြီတဲ့။ American Dollar တန်ဖိုးနဲ့ချိတ်ဆက်ပတ်သက်လို့တဲ့ပင်လယ်ကွေ့ဒေသနိုင်ငံတို့ကဒေါ်လာဘက်ကိုဖြုတ်ချလိုက်ကြတယ် ဗန္နာယဝင်ဆောင်မှုတော့လည်းအစိတ်ပြင်းသောဇုံတွင် toxic combination ဤတံကို ခံစားလိုက်ရတဲ့အတွက်ခြောက်ချားနေကြတယ်။အိမ်ယာဈေးကွက်ကလည်းအမြဲတက်နေနိုင်မယ်လို့ယူဆနေခြင်းပါ။လိုအပ်တဲ့ကြီးကျယ်ခုတ်ကဲမှုများမပြုတ်လောက်ခြင်းနဲ့ဗန္နာယနီးလန်းတွေကိုအမျိုးစုံတီထွင်ပြီးတော့ကျွေးမိတွေကိုတောင်းဝင်မဲ့အသုံးပြုခြင်းပေါင်းဆက်မိခြင်းကို အစိတ်ပြင်းအတွဲဆဟုခေါ်ပါတယ်။မိသို့ပင်ဖြစ်ပါစေ။ ဒေါ်လာတန်ဖိုးကျဆင်းခြင်းနဲ့ဒေါ်လာ စီးပွားရေးအကျက်တဲစိုက်ချင်းတို့ကအမေရိကန်ရဲ့ စီးပွားရေးညံပြင်းခြင်းကို ပြသသည်လို့သုံးသပ်လာကြပါတယ်။အီတလီခေါက်ဆွဲကြောက်တဲ့အမေရိကန်တွေကဂုံယူဝင်ကြွားလေးရှိရဲ့အချက်တစ်ချက်ရှိရဲ့။ဒါကရှုပ်ထွေးတဲ့စနစ်ကြီးကြီးမားတဲ့စနစ်ကြီးကိုကင်တွယ်ဖြည့်ရှင်းရမှာအမေရိကန်တွေကအလွန်တော်ကြတယ်ကျွမ်းကျင်ကြတယ်ဆိုတဲ့အချက်ပဲ။ ကြီးလဲကြီးရှုပ်လဲရှုပ်တော့မြူသီးစနစ်ကိုမဆိုအမေရိကန်စီမံခန့်ခွဲနိုင်တယ်လို့ပြောကြတယ်။ဒီလိုကုန်ယူဝင်ကြွားနေတဲ့အချိန်မှာပဲ globalization စနစ်ကအမေရိကန်စီမံခန့်ခွဲနိုင်စွမ်းမရှိဘူးဆိုပြီးဝေဝေဖန်လာကြတဲ့အခါမှာသူတို့တော်တော်လေးခံပြင်းလာခဲ့ကြတယ်။ဘာနဲ့နှိုင်းနေလဲဆိုတော့ ယောမသားတို့ဒီအီတလီခောက်ဆွဲပြုတ်ပြုတ်လောက်ရမှာအလွန်တော်ကြတယ်ဘသူမှအမိမလိုက်နိုင်ကြပြီဤသို့ရှိစဉ်တစုံတယောက်ကယောမမျိုးလေသွားပြီးတော့မှအီတလီခောက်ဆွဲကြောင့်မလုတ်တဲ့အလွန်ချာတီဟုအော်ပြောလိုက်ရင်အီတလီတို့ဤအမျိုးသားရေးမှန်ကိုထိပါသလိုဖြစ်ချင်းနဲ့တူမယ်ဆိုပြီးတော့နိုင်ပါတယ်မီဆူမမမီအောင်အမေရိကန်တို့ကအလွန်ကျွမ်းသည်ဆိုပြီးတော့ပညာရဲ့၃မှရှိတယ်။အဲ့ဒါကတော့ boss ဘောအကျော်လွန်တဲ့စီမံခန့်ခွဲမှုဆိုပြီးတော့စီမံခန့်ခွဲမှုဆိုတာကအမေရိကန်ဒီမှာအမျိုးသားဝါသနာ ဖြစ်ပါတယ်စီမံခန့်ခွဲမှုပညာကိုပထမဦးဆုံးတီထွင် နိုင်ခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်စီမံခန့်ခွဲမှုတက္ကသိုလ်ကိုလည်း1881ခုနှစ်မှာတည်ထောင်ခဲ့ပြီးတော့မှ MBA ဘွဲ့တွေအများကြီးကိုလည်းမွေးထုတ်ခဲ့ပါတယ်ကဘာကအတူခိုးလောက်ရအောင်ဆက်ယုံအတွင်းမှာစီမံခန့်ခွဲမှုတွေကိုလည်းတီထွင်နိုင်ခဲ့ပါတယ် force motor ကကုမ္ပဏီရတဲ့ကဘာအတုခိုးလောက်အောင်ပေါ့နော်စက်ရုံအတွင်းစီမံခန့်ခွဲမှုတွေကိုလည်းတီထွင်ခဲ့တယ်မြန်မာ့ခေတ်ကာလမှာ American စီမံခန့်ခွဲမှုကြောင်းဆိုတာကအလွန်နာမည်ကြီးပါတယ် war mass မှာစပြီးတော့တည်ယူပေးပြီးတော့ဝန်ဆောင်မှုလုပ်ငန်းတွေ first rate chain တွေဒီလိုမျိုးခင်မီဆုံးထိတ်သီးထိတ်သီးဒီစီစီမံခန့်ခွဲမှုပညာရပ်တွေကို American တွေကတင်ကြားပေးခဲ့တယ် management quá wow, quá wow, wow sorry xi măng khai khuế mu စီမင်းဆိုပြီးတော့အမေရိကန်တွေကိုဘယ်သူမှလည်းလိုက်မှတ်မိနိုင်ပါဘူးတဲ့စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ရှင်ပြိုင်နိုင်စွမ်းကိုကြည့်ရင်အမေရိကန်ရဲ့စီမံခန့်ခွဲမှုနည်းရောပဲအတုခိုးနေကြပါတယ်တဲ့အမေရိကန်တွေကစီမံခန့်ခွဲမှုစနစ်ကိုစံနမူနာထားနေကြပါတယ်တဲ့အမေရိကန်တွေရဲ့စီမံခန့်ခွဲမှုအမေရိကန်ရဲ့စီမံခန့်ခွဲမှုနည်းကတဲ့ရှမ်းရှမ်းတောင်းနေစင်မှာ အမေရိကန်တွေက Global ဘန်နာရေးစနစ်ကိုစီမံခန့်ခန့်ခန့်ခွဲနိုင်စွမ်းမရှိတော့ဘူးဆိုပြီးဆို ာတဲ့အခါမှာဂုံတိတ်ခါကိုစော်ကားတယ်လို့ဖြစ်သွားပါတယ်။အီတလီတို့ကိုခောက်ဆွဲကြောက်လုတ်တက်ရလားလို့မေးတယ်လို့ဖြစ်သွားပါတယ်။အမေရိကန်စီမံခန့်ခွဲမှုပညာအမေရိကန်အတွက်ရှင်ပြိုင်နိုင်စွမ်းအခွင့်အာမှုတွေဖြစ်ပါတယ်။ဒီအခွင့်အာမှုကြောင့်လေဖွံ့ဖြိုးမှုအဆင့်မြင့်ပေးနိုင်ခဲ့ရခြင်းပါတယ်။ inflation နိမ့်နိမ့်နဲ့ဖွံ့ဖြိုးမှုမြင့်မြင့်ကို account တွေပေါ်ခဲ့နိုင်ခဲ့ပါတယ်တဲ့စီမံခန့်ခွဲမှု ကောင်းမွန်လာကြောင်းဖြစ်ပါတယ်အမေရိကန်စီမံခန့်ခွဲမှုပါရကူတွေကအရင်းရှင်စနစ်ကြီးကိုတရပူများဖြစ်နေမယ်ကြီးရဲ့ဒါကအီမြလောက်တဲ့နာမည်ကြီးရဲ့ဂုံအရှိန်ဝါကိုမြင်ခဲ့ရတဲ့အမေရိကန်စီမံခန့်ခွဲမှုနီးကိုတဲ့အခုမှစိန်ခေါ်လာကြပါပြီတဲ့မေးခွန်းတွေလည်းထုတ်လာကြပါပြီတဲ့အရေးချင်းမဲ့တဲ့ကြဲကြဲပြက်ပြက်ပေါ်လာတဲ့ဖြစ် အမေရိကန်စီမံခန့်ခွဲမှုဟာ international ဟာတဖြစ်လာပါတယ်။အမေရိကန်တွေမှာဗန်နာရေးဘက်ကိုတီကြည်ပြီးဂရီအင်ဒီရှိတဲ့အမြင်တွေအိမ်အပေါ်စားအိမ်ပေါင်ရာ လုပ်ငန်းတွေကြောင်းနည်းမယ်တွေပြတ်နေရပါပြီတဲ့။ဒါနဲ့အတူပဲအင်အားတောက်တင်းတဲ့ဒေါ်လာ strong ဒေါ်လာအကြောင်းကိုဆက်ပြောပြီးဆက်ပြောခြင်းမသိရဲ့တဲ့။အဲ့ဒါဘာလဲဆိုတော့ Swiss ban မှာဟာ Swiss ban သမားတွေကဟာတိုက်ကြတာတဲ့။ တမရဘူးရှ်ကအင်အားအင်အားကောင်းတဲ့ဒေါ်လာကိုထိမ့်သိမ်းမယ်ဆိုပြီးပြောဘူးတယ်တဲ့သူပြောပြီးသိမ့်မကြအောင်ဒေါ်လာတန်ဖိုးတွေကအတကူထိုးကြရတာပဲတဲ့ဒေါ်လာအားပြော့တယ်လို့ဖြစ်သွားတယ်တဲ့အပြောနဲ့အဖြစ်နဲ့လွဲတော့ဗန်သမားတွေကရီမလို့ဆိုပြီးရီကြတော့တာတဲ့ CEO တွေဆိုပြီးပြောင်းကြတယ်တဲ့ဗန်တွေကနေပြီးတော့အင်ဒရီတီတီတီရှိကြတယ်ဘယ်တော့မှခွက်ထိုးခွက်လန်မရီကြဘူးအခုတော့ဒီတမရကြီးကိုဒေါ်လာတန်ဖိုးတောက်တင်းစေရမယ်လို့ပြောတဲ့အခါမှာ သူတို့ဟာဝိုင်းပြီးတော့မှအိမ်တွေတောင်မစေနိုင်တော့ဘဲနဲ့ရီကြတယ်တဲ့ဒူးပုတ်ပေါင်ပုတ်ကိုရီကျဲရတယ်တဲ့ရေနံဒစီကိုဒေါ်လာ100နာရီရောက်သွားတယ်တဲ့တမရာ sorry အာရေဗီယာကိုသွားပြီးရေနံတိုးထုတ်လို့ဖို့တော့တိုက်တွန်းကြည့်ရတယ် sorry ရေနံဝင်ကြီးရရေနံဈေးတက်ကကအရှိအလေပိုင်းဒေသနဲ့ဘာမှမဆိုင်ဘူးဆိုပြန်ပြောပါတယ်အမေရိကန်တွေရဲ့ညံပြင်းတာကြောင့်ဖြစ်ရခြင်းဆိုပြီးတုတ်ပြန်လိုက်တယ်တဲ့ အမေရိကန်တွေကလည်းစီမံခန့်ခွဲမှုညံပြင်းကြောင့်ဆိုပြီးလူတွေတိတာများလာတယ်။ဒါကြောင့်အမေရိကန်လေချောင်းလိုင်းကိုဝန်ဆောင်မှုညံပြင်းပုံကဆိုပြီးဆက်ပြီးတော့ပဲပြောလာကြတယ်။အမေရိကန်လေစိတ်ကိုလည်းခရီးသည်တွေကအတော်လေးကတိကောင်းနေဖြစ်လာကြတော့တယ်။ရှူဖန်ရှူဖနက်တွေကိုချုပ်ပြရတယ်။ဒါတွေကစီမံခန့်ခွဲမှုညံပြင်းလာတဲ့အခါမှာအမေရိကန်ကော်ပိုရေးရှင်းကြီးကိုရန်နိုင်ငံခြားငွေ CEO တို့ရှာဖွေခန့်ထားလာတော့တာပေါ့ဗျာ။ TV ဇလန်းတွဲတွေမှာလည်းအမေရိကန်ရဲ့စီမံခန့်ခွဲမှုညံပြင်းမှုတွေကိုလည်း ပြောင်းပြီးတော့လောင်လာကြတယ်တင်ဆက်သူတအူးဆိုရင်ကျုပ်တို့နိုင်ငံကတောင်ဆောင်းကကြလာတော့မယ်ဒုက္ခပါပဲဆိုပြီးညီးပြီးတော့အမေရိကန်စီမံခန့်ခွဲမှုညံဖျင်းပုံကြီးကိုတယောကြတယ်စီမံခန့်ခွဲမှုညံဖျင်းမှုဟာဈေးကွက်ကလည်းအတိမတ်ပြူလာကြတယ်ကုမ္ပဏီတို့ကလည်းအတင်းထိုးရောက်လာတယ်များလာတယ်ဒီလိုစီမံခန့်ခွဲမှုညံဖျင်းမှုတာကြောင့်ညံဖျင်းမှုတွေကရောင်ပြန်ပြန်ဟပ်လာတယ်ဒီပြဿနာကြောင့်အမေရိကန်စီမံခန့်ခွဲမှုအကြက်တဲကြားထဲမှာ management crisis ပြဿနာဖြစ်လာတယ်။စီမံခန့်ခွဲမှုအကျက်တဲကိုမဖြေရှင်းဘဲအမေရိကန်စီးပွားရေးပြဿနာတို့ကိုဖြေရှင်းနိုင်ပြီမဟုတ်ဆိုပြီးတုံးသက်လာကြတယ်။အဲ့ဒါကို management 101ဆိုပြီးခေါင်းစဉ်တက်လိုက်ကြတာပဲဗျာ။ပထဝီနဲ့စီးပွားရေးဘယ်အသိန်း82မူပေါ့နမိတ်ကြီး9ဘိုင်းဒန်းတူဒန်းတူမှရွှေ့တယ်တဲ့။စီးပွားရေး economic ကအရေးကြီးသလား။ ပထဝီ အနေထားအရေးကြီးသလား geography ကအရေးကြီးသလားဆိုပြီးလေယာစီးပွားရေးနဲ့ပတ်သက်ပြီးမေကွန်းတစ်ပုဒ်ပေါ်နေခဲ့တာကြာပါပြီယခုတော့နာဂစ်ဆိုင်ကလုန်းမုန်တိုင်းရဒီမေကွန်းရဲ့အဖြစ်ကိုပေးလိုက်ပါပြီပထဝီကစီးပွားရေးထပ်ပို့ပြီးတော့မှ အရေးကြီးပါတယ်နာဂစ်ဒီဆိုင်ကလုန်းဒီလိုမုန်တိုင်းဖြစ်တာကတဘာဝပြဿနာတွေပထဝီပြဿနာတွေကြောင့်ဖြစ်တာပါနာဂစ်မုန်တိုင်းက လူတွေအမြောက်အများတေဆုံးရအောင်မကလဲတွေပြက်စီးရဲတီးနံတွေပြက်တယ်ကျွဲတွေနွားတွေပါတေတယ်မျိုးစဘာတွေပါမရှိတော့ရခင်ကစီးပွားရေးကပထဝီထက်အရေးကြီးတယ်လို့ယူဆခဲ့ကြတယ်မလားလဲရအတွက်တိုးဖို့လို့တီးနံဈေးကောင်းဖို့လို့တီးနံ export တွေလုပ်ဖို့လို့စီးပွားရေးစရိတ်တွေလျှော့ဖို့စံရည်သွေးတွေကောင်းလာဖို့တီးနံဈေးကွက်တည်ကြဖို့ခိုင်လုံဖို့စတဲ့စီးပွားရေးပြဿနာ တေးကိုတော့ကြက်ကြက်ကြအရေးကြီးရယ်ပေါ့ဗျာလေယာလုပ်ငန်းအကျက်တဲစိုက်တယ်ဆိုတာကစီးပွားရေးအကျက်တဲကိုညှောပါတယ်ဗျာနောက်ပိုင်းမှာလေတံမိုးတံခံရတဲ့ပထဝီကလည်းစီးပွားရေးနဲ့ဒန်းတူအရေးကြီးပါလားဆိုတော့ပြောင်းလဲပြောဆိုလာခဲ့ကြတယ်ဗျာနာဂိမုတ်တိုင်းဆိုတာက ဟာရီကိန်းကနန်းတွေတိုင်းဖုန်တွေလိုဆိုင်ကလုန်းလိုမြေကလင်းမြေကလင်းတို့လိုအကြီးအကျယ်ဒုက္ခပေးလာတဲ့အခါမှာပထဝီကစီးပွားရေးထက်ပိုပြီးတော့အရေးကြီးတယ်ဆိုပြီးနောက်ဆုံးပြောလာကြတော့တာပဲဗျပထဝီမှာပင်လယ်ဒေသနဲ့နီးတဲ့ဒေသတွေကဒေသဒေသတွေမှာပထဝီကပိုပြီးအရေးကြီးရယ်ဗျပင်လယ်ဒေသနဲ့နီးတဲ့နေရာတွေအားတဲ့ဒါဒါပထဝီဒေသပိုအရေးကြီးရယ်အเจ้าရင်ကမုံတိုင်းကနေပြီးတော့ပင်မုံတိုင်းနေရာပင်လယ်ကိုဗဟုပြုပါတယ် တင်လေရေမြင့်တက်လာပါတယ်ရေမြုပ်ဖို့လားလားပိုကြီးတာကြောင့်ဖြစ်ပါတယ်တဲ့စဘာသာဆိုင်ပါတဲ့ပထဝီကစီးပွားရေးထက်ပိုအရေးကြီးလာတဲ့ခါမှာဘာရီဖြစ်မလဲဆိုပြီးအပူတပင်မေးခွန်းတွေထုတ်လာကြတယ်အဖြေကတော့ဗျာပုံစံတကြနားလည်နေရဲ့တမယိုးကြနားလည်နေတဲ့တီးနံမျိုးစုံတိုးချဲ့စိုက်ပြိုးနေတယ်ဆိုရဲအယူဆကိုပြောင်းပြန်လှန်ဖြစ်ဖို့ဖြစ်ပါတယ်တဲ့ မျိုးစုံရေးကိုစွန့်လွတ်ပါကစွန့်လွတ်ရေးပါဆိုပြီးဆိုလာကြတယ်။စိုက်နေကြစဘာကိုပဲဖိစိုက်ပါပူချဲ့ပြီးစိုက်ပါဆိုပြီးဖြစ်လာကြတယ်။ more rights ကိုဆိုပြီးတော့မှဆိုလာကြတာဗျာ။တီးနံမျိုးစုံစိုက်ပျိုးရန်ဆိုပြီးအာမပေးတော့ဘူးဆိုပြီးအရေးတကြီးပြောလာတယ်။ဒီလိုပြောလာခြင်းကအကြောင်းပြချက်၃ချက်ရှိတယ်။ ပထမတစ်ချက်ကကဘာတဝင်းလုံးမှာတီးနှံရိတ်ခါများရှားပါပြီးတော့တီးနှံဈေးတွေတက်လာတာကြောင့်ဒီလိုတီးနှံရှင်းရှင်းလင်းတော့တီးနှံဈေးတွေတက်လာကြောင့်တီးနှံစိုက်ပျိုးရရခိုင်းတာဒုတိယအချက်ကတီးနှံကို export တင်ဖို့အတွက်ဆိုပြီးတီးနှံတွင်းကုန်လုပ်ဖို့ပုံမိုတွင်းတွင်းဖို့အတွက်လိုအပ်ချက်အချက်တွေဖြစ်လာတယ်တတိယအချက်ကမိုးလေဝသားနဲ့ရာသီဥတုတွေပို့ပြီးဆိုးဝါးလာတာကြောင့်ပါဒါကြောင့်စိုက်နေကြလုံနေကြတွေပုံမိုထွက်ရှိရန်ကိုကြိုးပမ်းသင့်ပါတယ်တဲ့ဒီလိုဆင်ကျင်ပြီးတော့ပထဝီကပို့ပြီးအရေးကြီးလာတယ်ဆန်စပါးမျိုးတွေကို ပြီးအာယုံစိုက်ဖို့မဟာဗျူဟာတွေကိုဆွေးနွေးကြပါတော့တယ်။တဘာဝပထဝီရေကိုမလွန်ဆန်နိုင်တာကြောင့်နာဂစ်လိုမျိုးမုန်တိုင်းတွေကိုတိုက်ခိုက်လာတဲ့အခါမှာနောက်ဆက်တွဲစီးပွားရေးပြဿနာအဖြစ်အင်ဖလေးရှင်းဈေးနှုန်းခုန်တက်ခြင်းတွေကအကြီးစား အကြီးအမဲကဖြစ်လာ ਈ ပေါ့နော်ဒါတွေကနာကိပြီးမှ inflation ကိုအဲ့လိုရင်ဆိုင်ရမယ်ဆိုရဲပြဿနာမျိုးပေါ်ပြတာဗျာဒီလိုစားသုံးသူတွေရင်ဆိုင်နည်းကိုရင်းနှီးမြှုပ်နှံသူတွေအတွက်ရင်ဆိုင်နည်းဆိုပြီးနှစ်မျိုးပြန်ထွက်လာတယ်စားသုံးသူတွေကအဖြေကိုရှင်းတယ်ခြွေသာသုံးဆွဲဖို့တိုက်တွန်းပါတယ် အခုအထူးပြုစဉ်းစားရမှာယခုစီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်တယ်ရင်းနှီးမြှုပ်နှံသူတွေပဲဖြစ်တယ်သူတို့က inflation မြင့်တက်လာတဲ့အခါမှာစီးပွားရေးဆက်လုပ်ဖို့တွန့်လာကြတယ်ရင်းနှီးမြှုပ်နှံဖို့လည်းတွန့်လာကြတယ်ငွေရင်းကအလုံးလောက်မရှိတော့ဘူးချေးမယ်ငှားမယ်အဲ့လိုချင်းငှားမယ်လူကလည်းမရှိတော့ဘူးရင်းနှီးမြှုပ်နှံဖို့စွန့်ရဲကြမှာလည်းမဟုတ်တော့အန်ဒီယောလည်းမယူရဲကြတော့စွန့်ရန်ဝင်လေးလာကြတယ်အလွန်အလွန်ကြီးကိုဒီလိုစွန့်စားမှုကိုလှုပ်ဖို့အတွက်ကို အာဒါတော်တော်လေးစဉ်းစားလာကြတယ်ဆိုပြီးအတွေ့အကြုံရပြောပြကြပါတယ်တဲ့နှစ်ထပ်တို့ပါပါစီးပွားရေးဆက်လုပ်ဖို့ဒီလိုမျိုးစွန့်ရဲတီတိုင်အောင်စမတ်ကြကြစနစ်ကြကြစွန့်ရဲတက်ဖို့ကလည်းလိုသေးတယ်ဗျဤတွက်ကိုလုံနီးကင်နေအညွန်းတွေအများကြီးပေါ်လာတယ်ဒီထဲမှာကြီးမြင့်နေတဲ့ inflation အန်ဒီရယ်ကိုတိုက်နီးနီးတိုက်နီးပေါ့နော်တိုက်နီးဆိုပြီး formula တစ်ပါးလွဲကူတော်လဲစိတ်ဝင်စားစရာကောင်းဆုံးပေါ်ထွက်လာတယ် အဲ့ဒါက82မူပေါ့ principle of sanctity ခုခေါ်ပါတယ်ဒါကိုနှစ်ထပ်တိုးပါဝါ the power of compounding ဆိုပြီးတော့လဲခေါ်ကြသေးတယ်လုပ်ငန်းတစ်ခုမှာအမြတ်ဝေဝင်တည်နေတစ်နှစ်မှာ900ခန်းတော့ဝင်ကြတယ်ဒီ900ခန်းတော့82နဲ့စားလိုက်တဲ့အချိန်မှာ၈နှစ်ရတယ်ဗျာအတိဘယ်က900ခန်းတော့အမြတ်ဝင်တည်၈နှစ်ကြာပြီးခါမှာနှစ်ဆတိုးသွားလိမ့်မယ်ဗျာ inflation မြင်းတဲ့အခါမှာဝင်ငွေကိုနှစ်ဆတိုးအောင်ကြံစီရန်လိုသည်မှန်သားပါနော်တန်နစ်ကို900ခိုင်နှုန်းဝင်အောင်တိုးရတဲ့အခါမှာ၈နှစ်ကြာတဲ့အခါမှာကျွန်တော်တို့ရဲ့ဝင်ငွေဟာဒီခုနရင်းနှီးမြှုပ်နှံတာတွေကနှစ်ဆဖြစ်သွားပါပဲပေါ့နော်အဲ့တော့အဲ့လို inflation မြင့်ဖို့ဝင်ငွေနှစ်ဆတိုးဖို့အတွက်ကို ကြံစားလိုက်ကြတယ်ဒီလိုနှစ်နှစ်ဆတိုးဖို့အတွက်ကို82မူလို့ခေါ်ပါတယ်82မူကိုပုံသေးကင်ပြီးတော့မိသည့်ကာလမှာအဝင်ငွေနှစ်ဆတိုးဖို့လိုတဲ့နည်းဆိုပြီးအမြန့်ငွေဘလောက်ရခိုင်တော့ရမလဲဆိုတော့တွက်ယူလိုက်ကြတယ် inflation မြင့်လေလေကိုယ့်ရဲ့ဝင်ငွေကိုနှစ်ဆတိုးအောင်လုံနိုင်ဖို့လိုလေလေဆိုပြီးဖြစ်ပုံသိရန်ဖြစ်ပါတယ်ဗျာဆိုတော့ဒေါ်လာ1000ယင်းကြီးမြုံနှံမယ်လို့ဆိုပါဆိုဒီ saturation မှာတစ်နှစ်မှာဝင်ငွေ600ခိုင်တော့ပဲရှိရဲဆိုရင် ရင်းနှီးမြှုပ်နှံမှုရင်းနှီးမြှုပ်နှံတဲ့သူကဒေါ်လာ1000ကို220မှာဒေါ်လာ3200ဖြစ်လာလိမ့်မယ်တဲ့စောစောကရင်းနှီးမြှုပ်နှံတဲ့တင့်ရဲ့ဒါနတန်ဖိုးရော့မတော်အောင်ထိန်းနိုင်ရပါမယ်တဲ့ ဒီဒါနကိုတိုးပေါင်းအောင်လည်းလုပ်နိုင်ရပါမယ်တဲ့။တနည်းအားဖြင့်ပြောရင် inflation ခေတ်မှာရှေးရိုးမဆန်ဖို့လိုပါတယ်။ရှေးရိုးဆန်စွာတွေးနေမယ်ဆိုရင်အတိုးနှုန်းဟာပုံသေးရရှိတဲ့ဘဏ်ထဲမှာစရင်အငွေဆိုပြီး fix deposit ပဲထားရလိမ့်မယ်ဗျ။စာတိုက်မှာငွေစုလက်မှတ်ဝယ်တာ inflation မြင့်တဲ့အခါမှာစရင်တင်ငွေအစားဝင်ငွေအပြောင်းလဲပြုတ်လုံနိုင်မယ်။ငွေချင်း fan ပေါ့နော်ငွေကြေး fan တွေမှာယင်းနှမြုံနှံမှုလုံးသိမသိအောင်စဉ်းစားရင်ပေါ်လာမယ်စရင်းတည်အငွေဆိုတာ inflation ကိုမတိုက်ခိုက်နိုင်ဘူးတဲ့ inflation အမြင့်ခင်မှာစွန်တန်တွေဒီစွန့်စွန့်ဖို့လိုတဲ့ဟာတွေကိုစွန့်ရမယ်ပေါ့နမိတ်ကြီးခုနှစ်ပါးရှိတယ်တိုက်တာ OA OA မြေယာဈေးကွက်အကြောင်းကိုလည်းစိတ်ဝင်စားဝေဖန်ဆွေးနွေးကြတယ် တိုက်တာအညာဈေးွက်တွေကဆန်းပွင့်နေသလားကြာဆင်းနေပြီလားအစသဖြင့်ပေါ့ဗျာတိရှိအောင်နမိတ်ကာလကိုကြည့်ကြတယ်တနည်းအားဖြင့်အညာဈေးွက်တွေကဝယ်သူဈေးွက်လားရောင်းသူဈေးွက်လားဆိုတော့ကြည့်ချင်းပါဗျာရောင်းသူဈေးွက်ဖြစ်နေရင်ဈေးွက်ကိုဆန်းပွင့်သည်ဟုခေါ်ပါတယ်ဝယ်သူဈေးွက်ဖြစ်နေရင်ဈေးွက်အခြေအနေရိုင်းလဲပြန်ကြဖို့နီးနိုင်ပါတယ်ဒါဟုယခုအာရှမှာ တိုက်တာအညာဈေးွက် တို့အခြေအနေကိုအညာမြေအတိုင်းအမြန်ကတို့ဟာဈေးကွက်မှာဝယ်ယူသည်ဈေးကွက်ဖြစ်နေပြီဆိုပြီးဝန်ခံနေပါပြီ။ရောင်းသူဟာတိတ်ပြီးဈေးမတင်ရဘူး။သောသောအတိုင်းမင်ကန်တို့ကတိုက်တာအိဈေးကွက်မရိုင်လဲဟူမှတ်ချက်ပြုရဲအိညာဈေးကွက်ကြဆင်းတော့မယ်ဆိုရဲနမိတ်တွေကိုပြတာပေါ့ဗျာနမိတ်ကြီးခုနှစ်ပါးကိုကျွမ်းကျင်လူတယောက်ကပေါ်ပြတယ်အိဈေးကွက်အတက်အားယော့သွားခြင်း အိမ်အစ်စ်တို့ကိုကြီးညာရောင်းချခြင်းဆိုင်းငံ့ခြင်းစူပေါင်းတိုက်အိမ်ရောင်းချမှုကြဆင်းသွားခြင်းယင်းဤမြောက်နှံမှုတို့ကစွန့်ခွာသွားခြင်းရောင်းသူတို့က discount မျိုးစုံပေးခြင်းပွဲစားတွေချိန်ငိမ့်သွားခြင်းကြီးညာတွေနှဲသွားခြင်းဝယ်သူတို့ကတန်ဖိုးနဲ့အိမ်ယာတွေမှာအိမ်အတိမ်နဲ့ဆန်းသက်လျှောက်ခြင်းတို့ဟူဖြစ်ပါတယ်တဲ့ဒီခုနှစ်ချက်ကိုနမိတ်ကြီးခုနှစ်ပါအိမ်ယာအိမ်ယာဈေးကွက်ကြတော့မယ်ဆိုရဲနမိတ်ကြီးခုနှစ်ပါအဖြစ်ဆိုလိုရယ်ပေါ့နော်အဲ့တော့ မဟာလျှော့ပင်လေးပွေးနိဂုံမဟာနမိတ်ပြားတဲ့ချင်းဝေဒီမိုကရေစီရေစီးဆန်ခြင်းအမေရိကန်ရဲ့စူပါပါဝါတကိုးကြာဆင်းခြင်းကိုတရုတ်ဖော်ပြီးရေးသားတာခြင်းမှာအခြားနိဂုံတရုတ်ကိုလည်းဖော်ပြမယ်ဒီနေရာမှာနိဂုံတရားကရှော့ပင်လေးပွေးနိဂုံနဲ့အမေရိကန်တွေကရှော့ပင်ဈေးဝယ်ထွက်ရမှာအလွန်စိတ်လွတ်လွတ်လပ်လပ်ပျော်မြူးခဲ့ကြတယ်ရှော့ပင်ကိုလည်းအလွန်ဝါသနာပါကြတယ် ဒါလို shopping ဝယ်တဲ့ခါမှာ American တွေက life test တိုင်ဖြစ်ခဲ့လေရာသူတို့ရဲ့ချင်းငွေချင်းငွေငှားမှုအလွန် အဒီလိုချင်းဝင်ငှားမှုတွေကအလွန်ဒီမိုကရေစီဆန်ခြင်းဖြစ်လာပါတယ်။အားပေးအားမြောက်လဲပြုလာကြတယ်။ဝင်ငွေကိုညှိပြီးသုံးဆွဲရုံဖြင့် shopping လေးဝေးမပေါ်နိုင်ပါဘူးဗျာ။ဝင်ငွေထက်ပိုပြီးသုံးဆွဲမှသာ shopping လေးဝေးဆိုပြီးပေါ်တာ။ဝင်ငွေထက်ပိုသုံးဆွဲကြရဲဆိုတာဝင်ငွေကိုသုံးဆွဲဖြစ်တဲ့အပြင်မရသေးတဲ့အရာမဝသေး၍ငွေချီးပြီးသုံးဆွဲခြင်းကို ဆိုလိုခြင်းပါ။ဝင်ငွေအပေါင်းလက္ခဏာကိုချင်းဝေတဲ့ဝင်ငွေအပေါင်းချင်းဝေကိုအမှတ်အသားပြုပါတယ်။ အမေရိကန်တွေကအစားတုံးသူတွေငွေချေးရန်အလွန်လွယ်ကူကြတယ် credit card တွေအပေါင်နှံတွေကားဝယ်ရန်ချင်းဝယ်နဲ့အခြားချင်းဝယ်မျိုးစုံရှိရဗျာဈေးဝယ်ဖို့အတွက်ငွေချေးခြင်းကိုငွေရေးချေးငါမှု personal credit ဆိုပြီးခေါ်ဆိုလေရနောက်ဆုံးမှာစရင်အရာစရာအရာအမေရိကန်အိမ်တော်စုစုပေါင်း85ရာခိုင်နှုန်းကအကျွေးရရှိကြတယ်ဗျာ2004ခုနှစ်မှာချင်းဝယ်လုပ်ငန်းကိုစီကံချက်တွေပါလျှော့ပါလိုက်တဲ့ဖြစ်ချင်းဝယ်ကလူတိုင်းရရှိကြတယ် ဒီလိုမျိုးချင်းဝင်ငါမှုကြောင့်ဒီမိုကရေစီရေစည်းဆန်လာတယ်လို့တင်စားကြတယ်ချင်းငါမှုကဒီမိုကရေစီရေစည်းဆန်လာလို့ shopping လေးပွေကြီးပေါ်လာတာပေါ့ဗျာပိုင်ကြခြင်းနဲ့ shopping လေးပွေတိုက်ပြီးဆိုဒီမှာစားသုံးခြင်းကိုအရန်တိုးမြင့်ခြင်းလို့ညွှန်းပါတယ်စားသုံးခြင်းပွဲတော်ကြီးလို့လည်းကောင်းပါပြေနာပြေဘိုက်ကောင်းအောင်စားပွဲကြီးဟု၍၎င်းအနတ်အိပ်ပဲထွက်တယ်ဗျာဝင်ငွေဖြင့်ငွေချေးပြီးပါပြေနာပြေစားသုံးကြသည်ဖြင့်စားသုံးခြင်းအစံပွင့်မှုလည်းပေါ်ပြတယ် အစားအသောက်ကောင်းကောင်းနဲ့မော်တော်ကားတွေ TV တွေအပျော်ခရီးတွေဘာမှမဆိုအရန်ဝယ်ယူသုံးဆွဲပြီးလက်ဖွာလာခဲ့ရကြောင်းအမေရိကန်စီးပွားရေးနဲ့အမေရိကန်စီးပွားရေးကလေးနက်တဲ့အကျိုးဆက်တွေပေါ်လာပါတော့တယ်အမေရိကန်မှာအယူမှုလက်ဖွာဖွာသုံးဆွဲမှုကြောင့်စားသုံးခြင်းကအမေရိကန်ရဲ့ GDP 80ရာခိုင်နှုန်းထိကို GDP ကို80ရာခိုင်နှုန်းထိရောက်ခဲ့တယ်ဒါကစားသုံးခြင်းအမေရိကန်စီးပွားရေးမြင့်တင်လာကြတာကြောင့်အဓိကအေဂျင့်တွေဖြစ်နေရဗျာဒီလို shopping လေးပွေးတွေ ဇာတိုက်မတိုက်တော့ဘီရက်သွားပြီဒီလို shopping အဆုံးတွက်သွားပြီဆိုရင် ကုန်တိုင်ကြီးတွေစူပါမားကတ်ကြီးတွေပိတ်ပစ်ကုန်ရပြီဆိုလိုပဲစားသုံးသူတို့ကစီးပွားရေးဖွံ့ဖြိုးမှုအတွက်စိတ်ချရတဲ့အင်ဂျင်တစ်ခုမဟုတ်တော့ဘူးဆိုတော့ဆိုလိုခြင်းပါစားသုံးသူတို့ကဖွံ့ဖြိုးရေးအင်ဂျင်တစ်ပါးမဟုတ်ပါဘူးရှော့ပင်လေပွေဆက်လက်ရှိနေမယ်ဆိုလို့ရှိရင်ဒီလိုစားသုံးသူတွေကဝင်ငွေထက်ပိုသုံးမယ်ငွေမစုပဲအကုန်သုံးပြရမယ်ချင်းငါးရွေလည်းသုံးဆွဲရမယ်အမေရိကန်စားသုံးသူတွေကဘိုင်းကျသွားပါပြီတဲ့မကြသေးမီမှာပဲစိတ်ပညာရှင်စတီးစတီးဝဝင်းချီကစာအုပ်တအုပ်ထုတ်ရမှာအမီပေးခဲ့ ဲ့တဲ့ဘိုက်ကြသွားခြင်းဆိုပြီးတော့အနက်ထွက်တယ်တဲ့လူတွေကယူးယူးနှမ်းနှမ်း shopping ထွက်ချင်းသည်တဲ့စူပေါင်းစိတ်မထိန်နိုင်ဘူးပြတာခြင်းပါတဲ့ဈေး business အလင်းထားနေတဲ့တက္ကသိုလ် technology အစ်စ်ကို၎င်းလူတွေကယူးယူးမူမူယူးယူးယူးမူမူနှမ်းဖြစ်အောင်အားပေးကြတယ်ယူးယူးနှမ်းနှမ်းဖြစ်အောင်ဒီအားပေးကြတယ်စိတ်ထင်တယ်လို့ပျော်မူကြဖို့ဖန်တီးကြတယ် စိတ်လိုလိုက်အောင်စေ့စော်ပေးကြတယ်ကိုကိုတိုင်ကလည်းမထိန်းနိုင်ကြတော့ကြဲကြဲပြန့်ပြန့်ခေစားလာတဲ့ credit card တွေဝယ်ယူခြင်းရဲ့တာယာမှုတွေအကျိုးဆိုင်ခံစားတဲ့နာကျင်မှုတွေကိုခွဲခြားဖြစ်ကြတယ်ပြန်ဆက်ရရင်ခံစားရတဲ့ဝေဒနာကိုယူမဆိုင်ကြဘူးငွေရောပျော်ပျော်ကြီးချေးငါကြတယ် credit card တွေဒီလိုမျိုးကတ်တလောက်တွေကြည့်ပြီးဝယ်နိုင်စိုင်းသွားစရာမလိုတော့ဘဲနဲ့ online မှာဝယ်ယူနိုင်ခြင်းတို့ကဈေးဝယ်တွင် အမြဲတမ်းအစ်စ်ပို့ရတယ်ဆိုပြီးတော့ထင်စေတယ် impression ရတယ်လို့ဆိုတာပေါ့ဗျာဒီသဘောကို inflation နှိမ့်ကြခြင်းကြောင့်ဒါနအကျိုးတက်ရောက်မှုဆိုပြီးပြောတယ်1980ပြည့်နှစ်အစောပိုင်းကာလမှာ inflation ကြောင့်အတော်နှိမ့်သွားတယ် inflation နှိမ့်လို့အတိုးနှိမ့်လဲအတိုးလည်းနှိမ့်သွားတယ်အတိုးနှိမ့်တာကြောင့် stock share ဈေးကွက်တွေကမြင့်တက်သွားတယ်နောက်ပိုင်းမှာ အင်အားတန်ဖိုးတွေပါမြင့်တက်ခဲ့တယ်။ဂျော်ဒီနီမှာလည်းပြန်ပြောပြမယ်နော်။1980ပြည့်နှစ်နောက်ပိုင်းမှာ inflation ကြောင့် inflation တော့နှိမ့်သွားတယ် inflation နှိမ့်တော့အတိုးနှုန်းတွေနှိမ့်သွားတယ်အတိုးနှုန်းနှိမ့်တာကြောင့် stock share ဈေးကွက်တွေပြန်မြင့်တက်လာတယ်နောက်ပိုင်းမှာအင်ယာဈေးကွက်တွေပါမြင့်တက်လာခဲ့ပါတယ် stock pension တွေကအင် pension တွေကိုသူတို့ပိုင်တဲ့ assets တွေဈေးကောင်းလာတဲ့ဖြစ်ဒါနတိုးပွားသွားတယ်လို့ဆိုတာပေါ့ဗျာဒီများပါအမေရိကန်တွေက stock ဈေးကွက်တွေဝင်ပြီးတော့ ရှော့ချရာဈေးကွက်ကိုဝယ်ရာကြောင့်ဒီလိုဒါနတိုးပွားအောင်ပြုလုပ်ကြတယ်။ဒါကိုရှော့ချရာဝယ်ထားခြင်းစူပေါင်းမှုပုံစံအသစ်အစားထိုးပြုလုပ်ခြင်းသဘောဖြစ်တယ်။ဒီဖြစ်စဉ်ကိုတို့ကပို့ပြီးချင်းငါရန်စည်စော်တယ်။ဝယ်ချေးပြီးတုံးဆွဲကြဖို့လည်းတိုက်တွန်းကြသလိုဖြစ်တယ်။ shopping ထွက်ပြီးအဝယ်ချမ်းလုံးအောင်ပျော်မှုတဲ့အရွယ်ကလည်းစကားပြောလာကြတယ်။အသက်ကြီးတဲ့သူတွေကလည်းအသက်30 40အရွယ်ကြားမှာ ူတို့တွေကပို့ပြီးအတုံးဆွဲအရန်တုံးဆွဲလာကြတယ်ငွေတွေကိုချီးလာကြတယ်ယခုအချိန်ကြီးကပြောင်းသွားပြီဗျအမေရိကန်ကစားတုံးသူတွေဘိုင်ကြကုန်ပြီးအကျွေးတွေထူအကျွေးတွေပြန်ဆက်ရတယ်ဝင်တုပ်တွေအားပြီလာတာကြောင့်စိတ်ညစ်နေပြီးတော့အိမ်ဘူးပေါင်းစတော့ရှယ်ယာဘူးပေါင်းတွေပောက်ကွဲသွားကြပါပြီဒါကြောင့်ငါတို့ဆင်းရဲသွားပြီးစုမဖြစ်မယ်ဆိုရဲအတွေးကော်ပေါ်လာပြီးတော့ကုန်တိုက်ကြီးတွေကလမ်းမတာလာလမ်းလေမတာတော့ဘောဗျအချင်းငါပြီးတုံးဆွဲဖို့ကလည်းမလွယ်တော့ဘူးအဲ့တော့ချင်းငွေအကြက်တိုက် အကျက်အသေးစိုက်ကုန်ပြီမဟုတ်ဘူးလားစိတ်ဝင်စားစရာကောင်းတဲ့အချက်ကချင်းငွေတွေကဒီမိုကရေစီရေစည်းဆန်ခြင်းဖြစ်ပြီးတိတ်မကြခင်မှာအိအိပေါင်ရာပေါင်လုပ်ငန်းကိုအကျက်အသေးစိုက်ခြင်းဖြစ်ပါတယ်ချင်းငွေဒီမိုကရေစီဆန်ခြင်းနဲ့အိရာပေါင်အကျက်အသေးတို့ကမျက်နှာချင်းဆိုင်သွားတယ်ဒီနေရာမှာအိပေါင်ရာပေါင်အကျက်အသေးက message တစ်ရက်ကို ပြောလိုက်တယ်ဒီ message ကချင်းွေဒီမိုကရေစီရေစည်းဆန်ခြင်းလိုရာထက်ပိုနေပြီဆိုတဲ့အချက်ကိုပြပါတယ်တဲ့ နတ်တီဆိုရင်ချင်းွေတိုးချဲ့ခြင်းကြောင့်တစုံတရာအထိမင်္ဂလာသတင်းဖြစ်တယ်တဲ့ချင်းွေဈေးကွက်ကအလွန်ကိုမှတွန်းတွန်းတိုက်တိုက်ရှိလာကြတယ်တချို့ကိစ္စတွေမှာမတော်မတရားဖြစ်လာတယ်ထို့အခါမှာချင်းွေလွယ်လွယ်ရတယ်ပေါပေါရတယ်ချေးလာကြပါတယ်တဲ့ over လေးကိုချီးကြတာအခုလိုဖြစ်စဉ်တွေကို ပြောင်းပြန်ဖြစ်လာတယ်အမေရိကန်သုံးဆွဲမှုအရရက်ကိုအရန်ရှော့ချလိုက်ကြပါပြီလက်လီဆိုင်မျိုးစုံအကျွေးတွေပြန်မရတဲ့ဖြစ်လူမွဲကိုလူမွဲခံနေရပါပြီကြယ်လက်လီဆိုင်တွေကလည်းအခင်းချင်းတို့ကိုရှော့ဖြတ်နေရပါပြီတိတ်ပြီးတော့မှဝင်ဝင်ဝါးဝါးမလုပ်ရဲတော့ပါဘူးတဘောကစားသုံးသူကြီးသုံးဆွဲမှုတို့ကစီးပွားရေးဖြစ်ထင်းမှုတို့အင်ဂျင်မဟုတ်တော့ဘူးဆိုပြီးတော့ပြလာခြင်းပါဗျာဒီလိုပဲမိသည့်အရာမှာဖွံ့ဖြိုးအင်ဂျင်ဖြစ် အစားထိုးဝင်ရောက်လာမလဲလို့မေးရတော့တယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့ကလည်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကဖွံ့ဖြိုးမှုအင်ဂျင်ဖြစ်နိုင်တယ်လို့ထောက်ပြကြတယ်ဒီလုပ်ငန်းတိုးချဲ့မှုကိုတခြားလုပ်ငန်းတွေနဲ့မောင်းထုတ်ပစ်သလိုဖြစ်နေတယ်အစိုးရတုံးဆွဲခြင်းနဲ့စားတုံးသူတုံးဆွဲခြင်းဆိုပြီးရှော့ဖြတ်သလိုဖြစ်နေတယ်ပြင်ပပို့ကုန် export တိုးမြင့်ရေးကအမေရိကန်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့အင်ဂျင်တစ်လုံးဖြစ်ပါတယ် ဒီချက်ကြောင့်ကဘာကစီးပွားရေးဘလောက်ကြံမှတန်ဆွမ်းနေတယ်လဲဆိုရဲအချက်ကိုမူတည်နေသေးတယ်ကဘာစီးပွားရေးအရာကျမ်းမာမှ American Esport အားကောင်းမယ် Esport ကဖွံ့ဖြိုးမှုအဖြစ်တိတ်အားမကောင်းလျင်နော်ကျွန်တော်တို့အရန်အိပ်ပဲရှိရဟာရင်နော်ကဘာကစီးပွားရေးကျမ်းမာမှ American American Esport ကောင်းလာလိမ့်မယ် Esport ဖွံ့ဖြိုးမှုအဖြစ် ်သိပ်အားမကောင်းဘူးဆိုရင်တက္ကနိုလော်ဂျီအသစ်မှာယင်းဒီမြုပ်နှံလာတဲ့အင်ဂျင်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတချို့ကလည်းအကြံပေးကြတယ်အဖေကနှက်ထိဖြစ်လေရင်ဒါမှမဟုတ်ရင်ဘလို့ဖြစ်နိုင်မလဲဆိုပြီးစောတကတက်ကြတယ်အဖေမရှိတော့ဘူးဖြစ်တော့မှအမေရိကန်စီးပွားရေးကသိရေးရှင်ကြီးတခုတည်းကိုရောက်နေပြီဆိုပြီးဆိုတော့ပါတယ်အမေရိကန်အားမှန်မပါတော့ဘူးထိုင်းမိုင်းနဲ့စီးပွားရေးဖွံ့ဖြိုးမှု အလောက်ကန်ဖန်တီးမှုမရှိတော့တဲ့စီးပွားရေးကိုရောက်နေခြင်းပါ ဒီလိုဖန်တီးမှုမရှိတော့တဲ့စီးပွားရေးကိုရောင်းနေခြင်းကြောင့် shopping လေးဝေနီကုန်းဆိုပြီးတော့အချက်ပြသွားပါတယ်။အတွင်းမနော shopping စိတ်တဲ့အထက်လွာမရှိဈေးမစီဒေါ်လာမရှားပါစသဖြင့်ဒီ topic တွေကိုကျွန်တော်မနေ့ပြန်စာအုပ်စုံအစီအစဉ်မှာ ဆက်ပြီးတော့มาဖက်ပြပြီးသွားมาဖြစ်ပါတယ်ဗျာအဲ့တော့ဒီနေ့စာအုပ်စုံအစီအစဉ်မှာတော့ကျွန်တော်တို့ဒေါ်လာလားဒိုလာလားဆိုတဲ့ topic လေးကိုဒီနေ့စာအုပ်စုံအစီအစဉ်မှာဒီနေရာမှာပဲကျွန်တော်တို့ရန်နာပါမယ်နောက်ရက်စာအုပ်စုံအစီအစဉ်မှာအားလုံးနဲ့ပြန်လည်တွေ့ဆုံပါမယ်ဗျာအဲ့တော့2008ကမ္ဘာစီးပွားရေးမြင်ကွင်းဆရာမောင်စူးစမ်းရေးထားတဲ့စာအုပ်ကိုကျွန်တော်တင်ဆက်မျှဝေပေးညာဖြစ်တဲ့အတွက်ကမ္ဘာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဈေးနှုန်းဈေးကွက်အကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှလေ့လာခြင်းနဲ့ မိတ်ဆွေညီကိုမောင်မားတွေအတွက်လည်းဖြစ်ပါတယ်အဲ့တော့နောက်ရက်စာအုပ်စုပ်အစည်းအဝေးမှာပြန်လည်တွေ့ပါမယ်အားလုံးကျမ်းမာချမ်းသာပြီးလိုရဲ့ဆန္ဒတွေပြည့်ဝကြပါစေဗျာ see you ပါ